မြန်မာကိုရီးယားကြည်ကြည်ရေးအဖြစ်ဆောက်လုပ်မယ်ရန်ကုန်မြို့ကူးတလတရာတိဆောက်ရေးစီမံကိန်းနဲ့ပတ်သက်ပြီးဇန်နဝါရီလတုန်းကဆန်စစ်သားရက်ကွက်မှာစီမံကိန်းနဲ့နေရမလွတ်တဲ့သူတွေကိုရော်ကြီးတွေပေးအပ်ခဲ့ပါတယ်ဒီလိုရော်ကြီးပေးအပ်ပြီးချိန်မှာပေ40 60မြေကွက်ကို3800အထိဈေးတက်သွားခဲ့ပြီးမဲ့လက်ရှိအချိန်မှာတော့3650လောက်အထိပြန်ကျသွားခဲ့ပါတယ် ကနလန်ဒလတွန်ဒီလမ်းမတွေလို နေရမျိုးမှာဆိုရင် ပေ40 60ကိုတိမ့်ထောင်နဲ့ချီပြီးရှိနေပါတယ်။လာမယ့်စက်တင်ဘာလမှာတော့စီမံကိန်းနဲ့မလွတ်တဲ့လူတွေအတွက်ဒုတိယအကြိမ်ရော်ကြေးပေးဖို့ရှိနေတာကြောင့်ညီစည်းတွေထက်တက်လာဖို့လည်းရှိနေပါတယ်။လက်ရှိအချိန်ဟာ မြေဝေထားဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့အကြံပေးလာသူကဦးတန်းထွန်းပါအဲ့တော့တရားပြီးသွားတဲ့အခါကျလို့ရှိရင်ဂျိုးပြူပိုက်ကြီးပါလာမဖြစ်တဲ့ကြောင့်မလို့ဒလားမြို့နယ်ကဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကတော့တေချာပေါက်ပါပဲတေချာပေါက်ဖွံ့ဖြိုးတိုးတက်တော့ဒလားမြို့နယ်မြေစည်းတွေကလည်းတက်လာဖို့အလားအလာရှိပါတယ်မြန်မာပြည်လုံးဘယ်နှမှာပဲဈေးနှုန်းတွေဘလောက်ပဲဟိုနေ့ဖြူနေနေဒလားမြို့ရဲ့တရားပြီးသွားလို့ရှိရင် ဒလားမျိုးကထူချမှုကရန်ကုန်နဲ့မြန်နေချင်းဆိုင်မျိုးဖြစ်တယ်။ဒလားကြီးပြီးတဲ့အခါကျဖွံ့ဖြိုးတိုးတက်လာမှဖြစ်တဲ့ကြောင့်မလို့ဒလားမျိုးမှာရင်းနှီးမြှုပ်နှံမှုကအမှားယုံမှုမရှိဘူးလို့ကျွန်တော်တို့ခံမှန်းရတယ်။ဈေးနှုန်းလည်းနည်းနည်းထပ်ပြီးတက်လာမယ့်အလားအလာရှိတယ်လို့ကျွန်တော်ယူဆရတယ်။ဒလားကြီးဖြစ်မယ်ဆိုရင်ပေါ့နော်။ရန်ကုန်မြကူးဒလားဒလားစီမံကိန်းကို2018ခုနှစ်မှာစတင်မယ်လို့ကြေညာထားတာဖြစ်ပြီးဒလားဘက်ကလေယာမီတွေကို စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့80ရာခိုင်နှုန်းအထိဝယ်ယူထားကြပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာ စီမံကိန်းနဲ့ပတ်သက်ပြီးဘယ်သူမှတတိယမပြောနိုင်သေးတာကြောင့်အယောင်အဝယ်တွေကတော့အေးဆက်နေပါတယ်။စီမံရေးဆောင်တာနိုင်ငံတော်ညင်ညာတာပေါ့နိုင်ငံတော်ညင်ညာတာပဲကိုတို့ကသိရတာလေကိုတို့ကသူကနိုင်ငံတော်ဆိုတာလည်းသူတို့ကဒါပါဖြစ်မဲ့တော့သူတို့ကလည်းကြိုးပြောတယ်လေအချင်းမေးဈေးကွက်နဲ့ပတ်သက်ဖြစ်ပြောတရားတော့လောလောဆယ်တော့သိမရှိဘူးလေအရင်ရှိရတာအယောင်ဝအေးတဲ့ခါကြတော့လေ လူကဝယ်တဲ့လူနေလဲဝယ်လူကလည်းဝယ်ဖို့ရဲတယ်လို့ရောင်းတဲ့လူကလည်းရောင်းဖို့မရဘူးအဲဒါစီမံရေးပဲရှိနေတာဟုတ်ဒီနေ့တခါကျတော့ရောင်းတဲ့လူကလည်းမရောင်းရဘူးစီမံရေးပြန်တက်လာပါအောင်ဝယ်တဲ့လူကလည်းဒီချိန်ဝယ်ထားပြီးစီမံရေးကဘယ်ချိန်ပြောင်းလဲမသိတော့ရှင်းထားဖို့ကစဉ်းစားရအောင်အဲတော့အရောင်းဝယ်နဲ့အေးနေတယ်ဒီလိုစီမံကိန်းကြောင့်ရေစည်းကွက်ကစားသူတွေစီမံကိန်းကိုမျှော်ကိုပြီးမြင်းနေရအလူရွယ်ဖို့ပြင်ဆင်နေသူတွေနဲ့ဒေသခံတွေကတော့ ူတို့ရဲ့သွားလာရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ဆန္ဒတစ်ခုတည်းနဲ့ဒီစီမံကိန်းကိုမျှော်လင့်နေကြတာပါလို့ခေါ်မလားဒီသွားလာတာဒါမှဆက်သွယ်ရကြတော့ဒီမိုးလို့ဆိုပုံစံတော့တမန်ကူရတာအဲ့ဒါတမန်ကူရတော့တစ်ခွာရောက်တယ်ကွာဒါထုတ်လိုက်တော့အဆင်ပြေပါ